်ပရီးမီးယားလိပွဲစဉ်17မန်စီးတီးနဲ့လီဗာပူးအပိုင်း1 မင်္ဂလာပါဗျကိုခိန်းစတာဖုတ်ဘောရှိုးကနေကြိုးစားရတယ်ကျွန်တော်ကိုခက်မှာစူပါဆန်ဒီရဲ့အကောင်းဆုံးပွဲည7:00နာရီမှာရှင်ပြိုင်ကစားမယ်မန်စီးတီးနဲ့လီဗာပူးတို့ရဲ့ပွဲချိုသုံးသက်ချက်ကိုကျွန်တော်အပိုင်းနှစ်ပိုင်းခွဲပြီးတော့သုံးသက်ဆွေးနွေးပြသွားမှာဖြစ်ပါတယ်ပထမပိုင်းမှာ key points တွေနဲ့ဒီနေ့သင်ကြားတဲ့ကိန်းကနဲအချက်လက်တွေကိုဆွေးနွေးမှာဖြစ်ပါတယ်ဒုတိယပိုင်းရောက်တဲ့အခါကျရင်အာရှရဲ့အကျော်ပေးမှုတွေနဲ့အတူပြူအပိုင်းသုံးသက်ချင်ကပ်မှုကိုလုပ်သွားမှာပါ okay အဲ့တော့ key points တွေကျွန်တော်တို့စဆွဲထုတ်ကြည့်အောင်ဒီချိန်မှာမန်စီးတီးထက် ို့ပြီးစိတ်ဝင်စားစရာကောင်းတဲ့အတင်းကလီဗာပူးကြားနာဖြစ်နေတယ်သူတို့ပြန်လာပြီလားဆိုရဲအတွေ့အမျိုးလူတိုင်းမှရမယ်လို့ထင်တယ်လီဗာပူးကိုရီယယ်မက်ဒရစ်အတင်းနဲ့ကစားတဲ့ပွဲမှာမနိုင်ဘူးဆိုရင်ကျွန်တော်အဲစကားမပြောဘူးဒါပေမဲ့ရီယယ်မက်ဒရစ်ပြတခြားအတင်းမဟုတ်ဘူး လိုအတင်းကိုတမိုင်းစင်လာရအန်ဖီမှာဘလောက်ပဲဒုက္ခပေးခဲ့ပေးခဲ့လက်ရှိ situation မှာတော့ဘလို့ပဲဖြစ်ဖြစ် Real Madrid ကတားတယ်ကစားသမားတဦးချင်းတယောက်ချင်းစီရဲ့ဒုက္ခပေးနိုင်စွမ်းအရာလည်းတားတယ် Liverpool ရဲ့နောက်တန်းတောက်လျှောက်ဂိုးတွေပေးနေရတယ်အဲ့လိုအခြေအနေမျိုးကလည်း Real Madrid ကိုအားတာချက် ြစ်စေဒါပေမဲ့အဲ့လိုပွဲကြီးမှာ Real Madrid ကိုအနိုင်ကန်ထားတာနော်ကျွန်တော်ဒီပွဲကို point out ထောက်နေတာတခြားမဟုတ်ဘူး Madrid လိုအသင်းမျိုးတောင်မှအဲ့ဒါလိုကန်နိုင်ရင် Man City လိုအသင်းမျိုးကိုလည်း Liverpool ဒီကန်နိုင်စွမ်းအပြည့်ရှိနေတယ်ကျွန်တော်တို့သဒ္ဒန်တယုတ် ွဲပြီးတော့မြင်တတ်ဖို့လိုတယ်။တရန်တီယိုမကွဲရင်တော့လီဗာပူးကဟာဘယ်နှပွဲသက်ရှုံးထားတယ်ဒီနေ့ရဒီမှာကကြောင်းအစ်မပြေနိုင်ဘူးမန်စီးတီးကတော့တိတ်ပြီ။ဒါကရှေ့အဲ3-5ပွဲလောက်မှဖြစ်ခဲ့တဲ့အဖြစ်ပြက်။တော်တော်နောက်ဆုံးနှစ်ပွဲသက်အနိုင်ကြီးကြတော့လီဗာပူးမဟုတ်တော့မျက်နှာကြီးကပြောင်းသွားပြီ။တခြားတစ်ဖက်ရောက်သွားပြီအိမ်မျက်နှာကြီးက။ရှေ့ကရှုံးခဲ့တဲ့မျက်နှာတစ်မျိုး။အဲ့တော့မျက်နှာနှစ်မျိုးနဲ့ဖြစ်နေတယ်။ပရိသတ်ကကြတော့လီဗာပူးရှုံးပွဲဆက်ထားတဲ့အစဉ်လာကို ခေါင်းထဲမှာရှိနေအောင်ပါတိုးပေမဲ့အဲ့ဒီ Real Madrid ကိုနိုင်ခဲ့တဲ့ပွဲကြောင့်ကျွန်တော်ကတော့ Liverpool ရဲ့တခုခုလှုပ်ပြနိုင်စွမ်းကိုပြန်မြင်လာဖို့ရှိတယ်လို့ထင်နေတယ်အဲ့တော့ဒီလိုနိုင်ပွဲတွေကနေတစင်ကစားသမားတွေကမူတည်ပြန်ယူရတယ်ရှုံးချီချက်ပြန်ယူရတယ်ပေါ့အဲ့ဒီနိုင်ပွဲတွေကလည်းတာမန်အသင်းလေးတွေကိုနိုင်တာထက်စာရင်သူတို့တကယ်ဒုက္ခပေးနိုင်တဲ့အသင်းတွေကိုပဲဒါနှစ်ပွဲဆက်တိုက်နိုင်ထားတဲ့အတွက်ကြောင့် ETF ကဒေရင်သွားမေးစရာမလိုဘူးခက်ခဲမှသိကြတယ်သို့တော့ Liverpool ရဲ့ အမိယာကြီးဟိုအခွင့်အရေးကိုစုပ်ကိုင်နိုင်မှုကိုလည်းကျွန်တော်တို့မျက်ကွယ်ပြုထားလို့မရဘူးအဲ့တကြောင့်ဒီအသင်းကိုကျွန်တော်ပိုစိတ်ဝင်စားတယ်လို့ပြောတာပါဒီပွဲစဉ်မှာရောသူတို့ဘလို့စိတ်တဲ့ခံယူချက်မျိုးနဲ့ ETF ကိုလာရောက်ရှင်ပြိုင်ကစားမလဲကဲတစ်ဖက်က Messi Messi ကတော့ Messi တဲ့ဆိုင်အားလင်း ဟာလန်လို့ထောက်ပြမှာဗျအရင်တော့မန်စီးတီးပုံတံမဟုတ်တော့ဘူးထားပါတော့အရင်တော့မန်စီးတီးမှာဘယ်သူဂိုးသွင်းမလဲနေရာဆောင်ကလိုက်ပါစီမျောပြီးဂိုးသွင်းနိုင်မဲ့သူတွေရှိတယ်အခုအားလင်းရလဲဂိုးမသွင်းမန်စီးတီးဒီမနိုင်ဘူးဆိုတော့ပုံတံမျိုးတက်ရောက်နေတာပါဆန်တေ့ချ်အပြည့်တော့မဟုတ်ဘူးဗျဟာလန်ဂိုးမသွင်းနိုင်တဲ့နိုင်ပွဲတချို့လည်းရှိကောင်းရှိမယ်တို့မြေများသောအားဖြင့်ဟာလန် ကိုးသွင်းမှာမက်ဆီဒီသည်အနိုင်ရလက်ရတဲ့ပုံစံမျိုးအဲ့တော့ဟာလန်ကောင်းရင်မက်ဆီဒီကောင်းလိမ့်မယ်ဟာလန်အပွဲတင်ခြေတော်မပြနိုင်ဘူးဆိုရင်မက်ဆီဒီအနိုင်ရဖို့ရုန်းကန်ရမယ်တသားရိသွားဖြစ်နေတယ်ဗျပက်ဂွာဒီယိုလာကတော့ကျွန်တော်သိထားသလောက်ဒီပြဿနာကိုအပြေရှာနေတာဒါဟိုပြဿနာမဟုတ်ဘူးလို့ပြောလို့လည်းရတယ်ပြဿနာလို့လည်းပြောလို့ရတယ်ဘောလုံးကစားနည်းတစ်ခုကကစားသမားတစ်ဦးချင်းတယောက်ချင်းကိုမူတီပြီးဆော့ရဲကစားနည်းမဟုတ်ဘူး အသင်းလိုက်ဟန်ချက်နဲ့ဆော့ရတာအတကိတကတော့ကတော့ပလေယာတူတယောက်ချင်းတွေကိုတဲပြီးဆော့တဲ့အသင်းတွေရှိပါတယ်ဘာစလိုနာကရိုနယ်ဒီညိုတဲတဲ့ခစ်မက်ဆီယိုတဲတဲ့ခစ်ရီယယ်မက်ဒရစ်ကကျွန်တော်ရိုနယ်ဒိုတဲတဲ့ခစ်တွေရှိမယ်ဒါမဲ့ဘောလုံးကြီးစီးကြောင်းပျောင်းလဲသွားပြီအထူးသဖြင့်ပရီးမီးယားလိမှာပေါ့အဲ့အတွက်ကြောင့်မက်ဆီတီဒီအားလေးကလည်းတယောက်တည်းကိုပဲဆက်လက်အနိုင်ရဖို့မိခိုနေရအောင်မယ်ဆိုရင်ကျွန်တော်တို့တောင်ဒီလိုမျိုး points တွေမြင်တာအာနာစလော့လိုထိတ်တန်းကြီးပြတ်တယောက်အနေနဲ့မမြင်ဘဲနဲ့မနေဘူး အားလေးဟန်လဲကိုဘလို့ကပ်မလဲမမမကင်ဂျူတီပေးထားမလားအဲ့လိုပေးမယ်ဆိုရင်လဲပေးလို့ရတဲ့ကစားသမားတွေရှိနေတယ် physical ဘိုင်းပဲဖြစ်ဖြစ်လက်ရှိငေကုံဘိုင်းပဲဖြစ်ဖြစ် for example ပြပြပဲဗျာကျွန်တော် RGB ကို Allen Haaland အတွက်လုံးဝမမမာကင်ဂျူဒီတီးတန်ပေးလိုက်မယ်အဲ့ဒါဆိုရင် Haaland ရုံးကန်ရဖို့ခတ်သွားမှာလူကောင်းချင်းရောအသက်ရွယ်ချင်းရောတိတ်ပြီးမကွာတဲ့ကစားသမားတွေဘယူဘိုင်းချင်းကတ်တဲ့အခါကျရင်ကျွန်တော်အသေးစိတ်အဲ့ဒီဘိုင်းနေစွန့်နေပါမယ်လောလောဆယ်ကျွန်တော်မြင်တဲ့ points ကတော့အဲ့ဒီ Messi တီး Haaland ကိုအရန်မိခိုတဲ့အပိုင်းကတော့ ဒါကောင်းချက်မဟုတ်ဗျ။အဲ့တော့နောက်တစ်ပိုင်းကမက်ဆီဒီရဲ့ဒီနေ့ရသည်ဘယ်လိုပြောမလဲပရိသတ်အများစုအထင်မကြီးခဲ့တဲ့ပုံမှန်တံံလေးရလဲသူတို့အတွက်ကောင်းခြင်းလေးတစ်ခုဖြစ်စေရဗျ။ဒါတော့မထင်မှတ်ပဲမက်ဆီဒီအသင်းအတွက်အားကောင်းတဲ့ points တွေ2 points ဆိုတော့ထင်တယ်။ဘာကြောင့်ကျွန်တော်တို့အထင်မကြီးခဲ့လဲဆိုတော့ပြီးခဲ့တဲ့ဘောလုံးရသည်ကမက်ဆီဒီရဲ့ နှိမ့်ချသွားမှုရဲ့ဒီနှစ်လူခုံမှုတွေကလည်းအရင်အားရစရာမကောင်းဘူးဗျာရိုင်းနာစတို့ကောင်းတယ်ဆိုပေမဲ့ထားပါတော့အာစနယ်တို့လီဗာပူးတို့လူဖြည့်တယ်လို့မဟုတ်ဘူးအဲ့တော့ကြောင့်မက်ဆီတီဒီတိုက်တဲ့ပြိုင်ကောင်းပြန်နိုင်တယ်ဒါပေမဲ့လည်းလီဗာပူးနဲ့အာစနယ်ကိုမကြော်ဘူးလို့အများစုကပေါ့နော်ကောက်ချက်ချခဲ့ဘူးအဲ့ဒီအထင်သေးတာတော့မဟုတ်ဘူးဗျာလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေကိုအားလုံးကဟိုတိုင်းတာပြီးတော့ပြောစုခံမှန်းကြတာပေါ့လေအဲ့ဒီပြောစုခံမှန်းသုံးသက်ချက်တွေဒီပက်ဂွာဒီယိုလာအတွက်ရောမက်ဆီတီအတွက်ရောဖိအားနေသွားနေတယ်ဒီနှစ်ဘောလုံးရသည်မက်ဆီတီကစားပုံကြည့်တာ ဖီအားကြီးကြီးမားမားနဲ့ကစားတာမဟုတ်ဘဲနဲ့အာလင်းဟာလန်ကိုအားကိုးအပလိစီုံလူငယ်လူရွယ်တချို့ပွဲထွက်တယ်နိုင်တဲ့နိုင်ထိုက်တဲ့ပွဲတွေမှာကိုပြက်အနိုင်ကိုရအောင်ပုံဖော်နိုင်တယ်ပရိသတ်ကိုအကျိုးရှိစေမဲ့နိုင်ပွဲတွေလည်းပုံဖော်ထားပေးနိုင်တယ်ဆိုတော့မန်စီးတီးမှာလက်ရှိအချိန် အဲ့ဒီဖိအားနေပါနေခြင်းကလီဗာပူးအတွက်အဓိကပြဿနာဖြစ်လိမ့်မယ်။လီဗာပူးကတော့စစ်တဲ့ပိုင်းဆိုင်ရာအကောင်းဆုံးအခြေအနေရဖို့တက်လန်းနေတယ်ဆိုပေမဲ့အီဒီဟတ်မှာတွားရောက်ကစားတဲ့အခါဖိအားအနည်းနဲ့အများတော့ကြုံတွေ့မှာပဲ။ငါတို့ဒီပွဲမနိုင်ခဲ့သည်ရှိတော့အရှုံးသွားခဲ့သည်ရှိတော့ဘယ်လိုလုပ်မလဲဆိုရယ်ဖိအားကြီးကအာနာစလော့မှာလီဗာပူးတင်ကစားသမားတွေရောရှိနေမှာသိကြပါရတယ်။ဒီချိန်မှာလီဗာပူးကလုံးဝနိုင်ပွဲတွေဆက်နေလို့မက်ဆီဒီကိုတည်ရကြရင်ပြဿနာမဟုတ်ဘူး။ဒါပေမဲ့မက်ဆီဒီကိုတည်ရကြမယ်ရှုံးမယ်ဆိုရင်လက်ရှိအခြေအနေနဲ့ပြန်တွက်ကြည့်လီဗာပူးလုံးလက်ချာလဲပြန်ပြီးတော့လိုက်သွားနိုင်တယ်။အဲ့တော့ ော့ Liverpool ကတော့ဖိအားလဲကြီးတယ်လို့ဒီပွဲစဉ်ကိုပို့ပြီးတော့လဲခံယူချက်ပိုင်းပြည့်နေမယ်လို့ကျွန်တော်ယူဆတယ်။ကဲဒီနေ့သင်ကြားရတဲ့ game နဲ့အချက်အလက်တွေကိုဆက်လက်ဆွေးနွေးကြည့်ပါမယ်ခင်ဗျ။နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာ Man City 2ချိန်နိုင်တယ်၊ Liverpool 2ချိန်နိုင်တယ်၊တရေ2ချိန်ကြာထားတယ်။ နောက်ဆုံးထိတိုက်တွေ့ဆုံမှုကတော့ပြီးခဲ့သောဘောလုံးရသည်ဒုတိယအကြော့ EDM မှာ Liverpool က2-0နဲ့ရိုက်ခဲ့ပါတယ်ပထမအကြော့တော့လည်း Liverpool ကပဲ2-0နဲ့အနိုင်ယူခဲ့ပါတယ်အဲ့တော့ကြောင့်နောက်ဆုံးနှစ်ချိန်ထိတိုက်တွေ့ဆုံမှုမှာတော့ Liverpool ကပဲအသာစီရနေတယ်လို့ပြောနိုင်ပါတယ်ဒီမတိုင်ခင်၈နှစ်နှစ်မှာကတော့တရေပွဲ နှစ်ပွဲဖြစ်ခဲ့ပါတယ်အကုန်လုံး EPL မှာကြီးပဲတွေ့တာနော်အဲ့မတိုက်ခဲ့ရှင်းနှစ်နှစ်မှာတော့ကတော့ Mercedes ပဲနှစ်ချိန်လုံးနိုင်ခဲ့ပါတယ်နည်းနည်းကလန်ဒါလေးတော့ကြာတယ်ပေါ့နော် Mercedes ဒါ6နှစ်ခွင့်ထိတ်ဆုံးနှစ်နှစ်ကနိုင်တယ်အလယ်နှစ်နှစ်ကတည်ကြတယ်နောက်ဆုံးနှစ်နှစ်က Liverpool နိုင်တယ်အဲ့တော့ဒီနှစ်ကတော့ဘယ်လိုဖြစ်မလဲစိတ်ဝင်စားဖို့ကောင်းတယ်နော်โอเคကျွန်တော်နောက်တစ်ပိုင်းอ่ะ မစီးရီးရဲ့နောက်ဆုံး6ပွဲဆက်ရလက်မစီးရီးကလီဗာပူးထက်ပိုဖောင်ကောင်းနေတယ်တရေပွဲလုံးဝမရှိဘူး9ပွဲနိုင်ပြီးတပွဲရှုံးထားတယ်ရှုံးတဲ့ပွဲကဗလာကို1-0နဲ့ရှုံးတဲ့ပွဲပါအပွဲမှာဟာလန်ဂိုးမသွင်းပါဘူးကျွန်တော်အဲ့ဒါကြောင့်ဟာလန်ကိုအယက်မိခိုးတယ်လို့ပြောတာပါလီဗာပူးကကြတော့နောက်ဆုံး6ပွဲမှာ3ပွဲနိုင်ပြီး3ပွဲရှုံးထားတယ်ရှုံးတဲ့ပွဲတွေကတော့သူတို့လုံးဝမှောင်မိုက်နေတဲ့ညစ်တဲ့အခါသမယတွေကိုဖျက်ဆီးနေတဲ့ကာလာပေါ့ဗျာနော်ပယ်လီစ်တို့ဘရန်ဖိုးတို့ယူနိုက်တက်တို့ကိုရှုံးတာတော်တော်အခုနောက်ဆုံးနှစ်ပွဲဆက်အနိုင်ကိုပဲကျွန်တော်တို့ခေါင်းထဲထည့်ရလိမ့်မယ်အက်စတွန်ဗလာနဲ့ ဲ့ Real Madrid ကိုပြတ်နိုင်တယ်။ကလေးတွေတွေးမယ်ဆိုရင်တော့ Mercedes ကိုအနိုင်ယူထားတဲ့ Aston Villa ကို Liverpool ကသူ့ရဲ့အိမ်ကွက်မှာ2-0နဲ့ပြတ်နိုင်တယ်။ဒါအစနောက်ပြီးတွေးတာပါ။အဲ့တော့ကြောင့်နောက်ဆုံး Current Form တွေမှာ Mercedes ကတော့ပိုကောင်းတယ်။သူ့မဲ့ Liverpool ကလည်းတိုက်ရိုက်ပြလာတဲ့သဘောမျိုးပါ။ဒါပေမဲ့ Mercedes ရဲ့ဒီနှစ်ရာသီအိမ်ကွက်ကစားအားကိုတော့ကျွန်တော်စောက်ရမ်းအထင်ကြီးလေးစားပါလိမ့်မယ်။ Mercedes ဒီနှစ်အိမ်ပွဲမှာအားလုံး ခုနှစ်ပွဲတည်းကစားထားပါတယ်အဲ့ဒီခုနှစ်ပွဲမှာတပွဲပဲရှုံးထားတယ်အဲ့ဒါကပရီးမီးယားလိကျွန်တော်ယာတီအစလောက်ကတော်တီဂွန်စပါကိုရှုံးတာသူတို့ဖောင်မကြသေးတဲ့အချိန်ပေါ့အဲ့နောက်ပိုင်းပွဲစဉ်တိုင်းကိုအနိုင်ယူပြီးကစားထားတယ်မန်ယူနိုက်တက်နာပိုလီဘန်လီအေဗာဒန်ဘိုးမောက်ဘိုရရှာဒေါ့မန်အသင်းကောင်းတွေပါပါတယ်ဘိုးမောက်ဆိုရင်လည်းတကယ်ကောင်းတဲ့အသင်းပဲ အဲ့တဖက်ကလီဗာပူးရဲ့အဝေးကွင်း result တွေတစ်ချက်ကြည့်အောင်လီဗာပူးကတော့အဝေးကွင်းမှာ၄ပွဲတောင်ရှုံးထားတယ်၂ပွဲနိုင်တယ်နိုင်တဲ့၂ပွဲက Frankfurt နဲ့ Burnley ရှုံးတဲ့ပွဲတွေက Galatasaray, Palace, Chelsea, Brentford ကိုရှုံးထားပါတယ် ဆိုတော့ဒီကိန်းတဲ့အချက်လက်အရာလီဗာပူးဒီအဝေးကွေးဆွတ်ဆောင်ရင်လုံးဝဒီနေ့ရတယ်မကောင်းမန်စီးတီးကတော့အိမ်ကွေးဆွတ်ဆောင်ရင်အရန်ကိုကောင်းလွန်းတယ်ဆိုတော့အားလျာလန်ကိုမူတည်နေပါစေုံဒီအိမ်ကွေးဆွတ်ဆောင်ရတော့လီဗာပူးအသင်းတို့ကတော်တော်လေး shock ဖြစ်ချင်စရာကောင်းပါတယ်ခင်ဗျာကဲဒုတိယပိုင်းရောက်ရင်ကျွန်တော်တခြားသောအချက်လက်တွေကိုဆက်လက်ဆွေးနွေးသုံးသပ်ပါမယ်အခုတော့ခဏတာနှုတ်ဆက်ပြရသည်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ